ဥဇောပထမရောမဩဝါဒစာဆောင်ကိုလေ့လာကြတဲ့ဓမ္မပရိသတ်တို့ကိုခရစ်တော်ရဲ့နာမ၌နှုတ်ခွန်းဆက်ပါတယ်လို့ပြောပြခြင်းပါတယ်ကျွန်တော်တို့ဟာယခုဘဝမှာသခင်ကြီးရှုကိုယုံကြည်သောအားဖြင့်ဘုရားရခင်ရဲ့သားဖြစ်ခွင့်ရကြပြီးတော့ဝိညာဉ်ပဂတိဖြင့်အသက်ဆင်ကြပြီးဘုရားသခင်ရဲ့အမွေခံ သခင်ခရစ်တော်နဲ့အတူအမွေခံဖြစ်ကြတယ်ဆိုတော့ကိုရောမအခန်းကြီး၈အငယ်၈နှစ်ကနေပြီးတော့ခါစစ်ခုံကိုလေ့လာတဲ့အခါမှာဒီစီကြပြီဖြစ်ပါတယ်ဒီနေ့ကျတော့ရောမအခန်းကြီး၈အငယ်၈၈ကနေပြီးတော့29မှာဖော်ပြပေးထားတဲ့ဘုရားသခင်ရဲ့သာသမီများအနာကဘုံအတီတို့ကိုမျော်လင့်ကြခြင်းအကြောင်းလေ့လာကြမှာဖြစ်ပါတယ် ဒါကြောင့်မလို့အရင်ဆုံးကျွန်တော်တို့ရောမအခန်းကြီး၈အငယ်၈ကနေပြီးတော့၂ခွန်အထိဥစွာဖတ်ပြပါမယ်ရောမအခန်းကြီး၈အငယ်၈၈ကနေပြီးတော့၂ခွန်ကိုကျွန်တော်တို့ဖတ်တဲ့အခါမှာဘယ်လိုတွေ့ရလဲဆိုလို့ရှိရင်ငါတို့အားပို့ထွန်းလက်တန်းတော်ဘုံကိုထောက်တော်ယခုမြင့်မောက်ကာလ၌ခံရသော ရှင်ရဲ့ဒုက္ခကိုပမနာမပြုထားရဟုငါသဘောရှိ၏ဤလောကသည်ဖျားရခင်သားတို့ဤပေါ်ထွန်းခြင်းအရာကိုအလွန်တောင်းတမျှော်လင့်လျင်နေ၏ဤလောကသည်အနိစ္စနိုင်ငံတို့အလိုလိုလိုက်သည်မဟုတ်ဖျားရခင်သားတို့ဤထုမြတ်သောလွှတ်ခြင်းချမ်းသာတည်ဟူသောဖောက်ပြန်ပြဲစီခြင်းအနှောင်အဖွဲ့မှကင်းလွတ်ခြင်းချမ်းသာကိုဝင်စားမည်ဟု မျိုးလင်းရသောအခွင့်ကိုပြည့်၍အနိစ္စနိုင်ငံသို့လိုက်စီတော်မူသော သူဤအလိုတော်ကြောင့်သာလိုက်ရ၏ဤလောကတနိုင်ငံလုံးသည်ယခုတိုင်အောင်တင်ကြီးတညွတ်တည်းညီးတွား၍ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟုငါတို့သိကြ၏ထိုမြမကဝိညာဉ်တော်၏ခြေဆုတော်အစအဦးကိုခံပြီတော့ငါတို့သည်လည်း တားအရာ၌ချင်းမြောက်ချင်းအကြောင်းတည်းဟူသောကိုခန္ဓာရွေးနှုတ်ချင်းချမ်းသာကို မျှော်လင့်၍စင်နှလုံးအထက်၌ညီးတွားလျက်နေကြ၏ငါတို့သည်မျှော်လင့်ခြင်းအပြင်ကေတင်တော်မူခြင်းသို့ရောက်ကြ၏မျှော်လင့်သောအရာကို တွေ့မြင်ရင်မျှော်လင့်เสียအကြောင်းမရှိတွေ့မြင်သော အရာကိုအဘေကြောင့်မျှော်လင့်ရမည်နည်း ငါတို့သည် မတွေ့မမြင်သော အရာကိုမျောလင်းလင်မူကားထိုအရာတို့ထိုအရာကိုတီးခံသောစိတ်နဲ့ငန့်လင်း၍နေကြ၏ထိုမှတပါငါတို့မတတ်နိုင်သော အရာမှာဝိညာဉ်တော်သည်မာစတော်မူ၏ငါတို့သည်ဆုတောင်းသင်သည့်အတိုင်းအသေးစုကိုတောင်းရမည်ဟုမတိကြတို့ရာတွင်ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်မမျောနိုင်သောညီတော်ချင်းအားဖြင့်ဝိညာဉ်တော်သည်စောင်းမာတော်မူ၏စေနှလုံးကိုစစ်တော်မူသောသူသည်လည်းဝိညာဉ်တော်၏စိတ်တဘောကိုတည်တော်မူ၏အကြောင်းမူကားဝိညာဉ်တော်သည်တန်ရှင်သူတို့၏ဆုတောင်းခြင်းအမှုကိုတရားသခင်အလိုတော်နှင့်အညီစောင်းမာတော်မူ၏ဒီရကြတော့စင်ပေါ်လူက ရောမအခန်းကြီး၈အငယ် ရှစ်ရှစ်ကနေပြီးတော့20ခွန်ကြားမှာပေါ်ပြပေးထားတဲ့ကျမ်းစကားဖြစ်ပါတယ်။ရောမအခန်းကြီး၈အငယ်၈၈မှာနော်ရှင်ပေါလုကဘာအကြောင်းပြောထားတယ်လဲဆိုရင်ငါတို့အပေါ်ထွန်းလက်တန်းသောဘုံအတီတို့ဟာ အလွန်ကြီးမြတ်ခြင်းရှိတာကြောင့်ယခုမြင့်မောက်မိမိတို့ခံရတဲ့ဒုက္ခဆင်းရဲတွေကို အရင်မထားစီနိုင်လောက်အောင် ဖြစ်တယ်ဆိုတာကို ပြောပြထားပါတယ်။အဲ့ဒီဘုံအတီရတော်ဟာယုံကြည်သူသားသမီးတို့အတွက်ဖျားသခင်ကတိုးခွဲပေးထားတဲ့ဘုံအတီရတော်ဖြစ်ပါတယ်။အဲ့ဒီဘုံအတီရတော်ဟာသခင်ခရီးတော်နဲ့အတူခံစားရမယ်ဘုံအတီရတော်အမွေလဲဖြစ်ပါတယ်။နော်ဒါကြောင့်ငါတို့အပေါ်ထွန်းလက်တန်းတော့ ဘုံကိုထောက်တော်ယခုမြင့်မောက်ကာလ၌ခံရသောဆင်းရဲဒုက္ခကိုပမနမပြူထိုင်ဟုငါတဘောရှိ၏လို့ရှင်ဘောလူကအငယ်ရှိရှိမှာပြောပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့အငယ်ရှိ9ကိုလေ့လာတဲ့အခါမှာဤလောကသည်ဖျားသခင်သားတို့ဤပိုထွန်းခြင်းအရာကို အလွန်တောင်းတမျှော်လင့်လျက်နေ၏ဆိုပြီးတော့အငယ်ရှိ9မှာရေးပြထားပါတယ် အဲ့ဒါကြောင့်ရောမအခန်းကြီး၈ငွေစကူမှာထိုဘုံအတီတို့ကိုဖျားသခင်ရဲ့တာသမီများဖြစ်ကြတဲ့ယုံကြည်သူတို့ကသာ မျော်လင့်တောင်းတနေကြခြင်းဖြစ်တယ်ဆိုတော့ကိုစင်ပေါ်လူက ပြောပြနေတာဖြစ်ပါတယ်။ဒါကြောင့်ယနေ့ယုံကြည်သူများမျော်လင့်တောင်းတနေကြတဲ့အရာဟာရုပ်ဝတ္ထုနဲ့ဆိုင်တဲ့လောကစစ်စင်မျိုးမဟုတ်ဘဲနဲ့အဖို့ဖြဲ့၍မရ နှုတ်ဖြင့်ဖော်ပြ၍လည်းမကုံနိုင်စိတ်နှလုံးဖြင့်ကြံစီ၍လည်းမမီနိုင်တဲ့သာဝရဘုံအတည်တော်ဖြစ်ပါれညွန်းညွန်းပစ္စည်းချင်းနဲ့ကင်းတဲ့ယုံကြည်သူတို့အတွက်ဖျားသခင်ပြင်ဆင်ပေးထားတဲ့အလွန်မွန်မြတ်ထူးကဲလှတဲ့ဘုံအတည်တော်ဖြစ်ပါれယုံကြည်တန်ဆင်းသူတို့ဟာအဲ့ဒီဘုံအတည်တော်ကိုမျှော်လင့်တောင်းတနေကြတယ်လို့ ရှင်ဘောလူကဒီမှာပြောပြနေတာဖြစ်ပါတယ်။မယုံကြည်သူတို့မှာဒီလိုမျိုးမျှော်လင့်เสียတောင်းတเสียသူတို့မှာမရှိပါဘူး။ယုံကြည်သူတို့အတွက်ကြတော့အဲ့ဒီလိုမျှော်လင့်တောင်းတเสียရှိတယ်ဆိုတော့ကိုရှင်ဘောလူကပြောပြနေတာဖြစ်ပါတယ်။အဲ့ဒါနဲ့သူရောမအခန်းကြီး၈အငယ်20နဲ့21ထိမှာစေဘရောဘာကြောင့်ပြောတယ်လဲဆိုရင်ယခုလက်ရှိမိမိ မိမိတို့နေထိုင်ရတဲ့ဤလောကအတ္တတာအကြောင်းကိုပြောပြနေတာကိုလည်းတွေ့ရပါတယ်ဤလောကဟာအနိစ္စနိုင်ငံတို့တစ်ဖြည်းဖြည်းရွှေ့နေတယ်လို့ဆိုတာကိုပြောပြနေတယ်ဤလောကဟာအပြစ်ကြောင့်ကျင့်ချင်းခံရတာကြောင့်နောက်ဆုံးအနိစ္စအနတ္တအခြေအနေမှာလမ်းဆုံးကြမှာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုဖြစ်နေတာဟာသူ့အလိုလိုဖြစ်နေတာမျိုးမဟုတ်ပဲနဲ့ ဖျားရခင်ကအဲ့လိုဖြစ်စေတာဖြစ်တယ်လို့လေသူက ပြောထားပါတယ်ဒီလောကကြီးကိုဖျားရခင်က ပိုင်းတယ်လောကကြီးကိုတည်စေခြင်းနဲ့သူကတည်စေနိုင်တဲ့ဖျားဖြစ်တယ်လို့လောကကြီးကိုပျက်စီးဆုံးဆုံးပျောက်ကွယ်ခြင်းသို့ရောက်စေတယ်ရောက်စေလိုတယ်ဆိုလို့ရှိရင်လေပျက်စီးဆုံးဆုံးရောက်စေနိုင်တဲ့ဖျားသခင်ဖြစ်ပါတယ်ဒါကြောင့်ဒီလောကကဘာကြီးဟာဖျားသခင်လက်တော်ထဲမှာရှိနေတာဖြစ်ပါတယ်ဒီလောကကား အနိစ္စအနတ္တဖဲသို့တဖြည်းဖြည်းရွှေ့နေတဲ့အခါမှာဘုရားသခင်ရဲ့တာသမီတော်ဟာလည်းပဲဤလောကနဲ့သူရွှေ့နေကြပါတယ်သူတို့ဟာဤလောကနဲ့သူအဲ့လိုရွှေ့နေကြပင်မဲ့သူတို့တွေဟာယုံကြည်သူတွေဟာအနိစ္စအနတ္တသူရွှေ့နေကြခြင်းမျိုးမဟုတ်ပဲနဲ့သာဝရဘုံအတ္တိတော်ကိုပိုင်ဆိုင်ခွင့်ရနိုင်ဖို့အတွက်ရွေးနေကြခြင်းဖြစ်တယ်ဆိုတော့ကိုလေကျွန်တော်တို့ သိရှိရပါတယ်။ဥပမာအဖြစ်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တော့ဥပမာကားတစ်စီးထဲမှာခရီးသွားတဲ့အဲ့ဒီတွေရှိပါတယ်။အဲ့ဒီခရီးသွားအဲ့ဒီတွေထဲမှာတချို့ကတနေရာကိုမြို့တမျိုးကိုရောက်သွားမယ်ဆိုလို့ရှိရင်တရားယုံတက်ပြီးတော့တရားစီရင်ခံရပြီးတော့ထောင်ကြမည်သူများရှိတယ်။ တချို့ကြတော့မြို့သူမြို့ကိုရောက်သွားတဲ့အခါမှာယာထုတုံမြင်ခံရတဲ့အတွက်ကြောင့်ထိုယာထုကိုလက်ခံရယူဖို့သွားတဲ့ခရီးတွေဖြစ်ပါတယ်တခရီးတည်းကားတစ်စီးတည်းနဲ့သွားကြပေမဲ့အဆုံးသက်မတူကြတလို့မျိုးဖြစ်ပါတယ်ဒါကဒီနေ့လောကမှာကျွန်တော်တို့ယုံကြည်သူနဲ့မယုံကြည်သူတို့ရဲ့အသက်ရှင်ကြတဲ့အခါမှာသူတို့ရဲ့အနာကအဆုံးမတူကြတာကို ပြောပြနေတာဖြစ်ပါတယ်။ယုံကြည်သူတို့ဟာယခုဘဝမှာဆင်းရဲခြင်းဒုက္ခကြီးငင်နဲ့ရင်ဆိုင်နေကြရပေမဲ့အဆုံးမှာဘုရားသခင်ကချင်းမြင်ပေးမယ်။သာဝရဘုံအတေတို့ကိုမျောလင်းတောင်းတပြီးတော့အသက်ဆင်ကြသူများဖြစ်ပါတယ်အဲ့ဒါလိုဖြစ်ဖြစ်တာကိုရှင်ဘောလူကဖျားရခင်အလိုတော်ကြောင့်သာလက်ရဤဆိုပြီးတော့ပြောပြထားပါတယ်နောက်ပြီးရှင်ဘောလူကသူတို့ တို့တွေယုံကြည်သူတွေဝင်စားခံစားရမယ်အခြေအနေကိုလည်းပဲရောမခန်းကြီး၈အငယ်၂၈တင်မှာယခုလိုပြောပြထားပါဗျ။ဖျားသခင်သားတို့ဤထုမြတ်သောလွှတ်ခြင်းချမ်းသာတည်ဟူသောဖောက်ပြန်ပြည့်စည်ခြင်းအနှောင်အဖွဲ့မှကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားရမည်ဟု မျှော်လင့်ရသောအခွင့်ကိုပြည့်၍အနေဆနိုင်ငံတို့လိုက်စီတော်မူသောသူဤ အလိုတော်ကြောင့်သာလက်ရဤဆိုပြီးတော့ရှင်ဘောလူကပြောပြထားပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ရောမအခန်းကြီး၈အငယ်22ဖက်မှာလေ့လာကြမယ်ဆိုရင်ရှင်ဘောလူကဘာကြောင့်ဆက်ပြောတယ်လဲဆိုတော့ဤလောကတဏ္ဍာန်လုံးဟာယခုတိုင်တညီတညွတ်တဲ့ညီးတွားပြီးတော့ဆင်းရဲခြင်းဝေဒနာကိုခံရကြတယ်လို့ပြောပြထားပါတယ်မှန်ပါတယ် ကျွန်တော်အရင်လေ့လာခဲ့ပြည်တဲ့ရောမခန်းကြီးတောင်းအငယ်ရှင်းနှစ်မှာဘလို့ပြောပြထားတယ်လဲဆိုလို့ရှိရင်လူအပေါင်းတို့ဟာလမ်းလွှဲကြပြီးတင်းရင်တညွတ်တည်းအတုံးမရတော့သူဖြစ်ကြပြီလို့ပြောထားတယ်လို့ပဲအဲ့ဒီလူတွေဟာယခုအခန်းကြီး၈အငယ်၂နှစ်မှာတော့သူတို့ဟာတင်းရင်တညွတ်တည်းညီးတွားပြီးဆင်းရဲခြင်းဝေဒနာကိုခံနေကြတယ်လို့ပြောပြနေပါတယ် ဤလောကသားများအားလုံးဆင်းရဲခြင်းဝေဒနာကိုခံကြရသူများချင်းဖြစ်ပါれ။ယုံကြည်သူများကြတော့ဘုံအတေတော်ကိုမြှို့လင်းတောင်းတเสียရှိကြပြီးတော့မယုံကြည်သူများကြတော့နော်မိတန်းညှိတွားခြင်းနဲ့ဆင်းရဲဒုက္ခကိုခံနေကြရတာဖြစ်ပါれ။သူတို့အတွက်မြှို့လင်းခြင်းကင့်မဲ့စွာနဲ့ဆင်းရဲဒုက္ခကိုခံနေကြရတာဖြစ်တယ်လို့ ရှင်ဘောလူကဒီမှာပြောပြတာဖြစ်ပါတယ်ဒါကြောင့်မို့ဆင်းရဲဒုက္ခခံရသောသူချင်းမှန်တော်လေးပဲယုံကြည်သူတို့ဟာမျောလင်းခြင်းနဲ့ဆင်းရဲဒုက္ခကိုခံရတာဖြစ်တယ်မယုံကြည်သူတို့ကကြတော့မျောလင်းခြင်းကင်းမဲစွာနဲ့ဆင်းရဲဒုက္ခကိုခံနေကြရတာဖြစ်ပါတယ်နောက်ပြီးရောမခန်းကြီးရှေ့အငယ်23မှာကြတော့ ထုံမြမကဝိညာဉ်တော်ဤကျေးဇူးတော်အစအဥ်ကိုခံပြီးတော့ငါတို့ဒီလေသားအရာ၌ချင်းမြောက်ချင်းအကြောင်းတည်းဟူသောကိုကန္တာ၍နှုတ်ချင်းချမ်းသာကိုမျှော်လင့်၍စင်လုံးအထက်၌ညီးတွားရနေကြ၏လို့ပြောတယ်။အငယ်23မှာနော်ကျွန်တော်တို့ယုံကြည်သူတွေလည်းပဲစင်လုံးထဲမှာဒီဆင်းရဲဒုက္ခကြောင့်ညီးတွားကြတယ်လို့ပြောပါတယ်။ဒါပေမဲ့အဲ့လို ညီးသွားနေတဲ့အချိန်မှာတော့မယုံကြည်သူတို့ဟာနော်မယုံကြည်သူများကဲ့သို့မဟုတ်ပဲနဲ့နော်ဘုရားသခင်ဝိညာဉ်တော်ကိုခံရတော်သူများဖြစ်တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုခံရတော်သူများဖြစ်တာကြောင့်ကိုယ်ခန္ဓာရွေးနှုတ်ခြင်းချမ်းသာကိုမြှော်လင်းနေနိုင်ကြသူများဖြစ်ပါတယ်သူတို့ဟာညီးသွားမိတမ်းကြပင်မဲ့စဉ်လုံးထဲမှာမြှော်လင်းခြင်းဖြင့် ညီးတွားနေကြခြင်းသာဖြစ်တယ်လို့ရှင်ဘောလူကယုံကြည်သူတို့ရဲ့ညီးတွားပုံခြားနာခြင်းကိုပြောပြနေတာဖြစ်ပါတယ်။နောက်ရောမ20ဒီအခန်းကြီး7အငယ်24မှာရှင်ဘောလူကဘာပြောပြထားတယ်လဲဆိုလို့ရှိရင်ငါတို့ဟာမြိုလင်းချင်းအားဖြင့်ကေတန်တော်မူခြင်းတို့ယောက်ျားဤဆိုပြီးပြောပြထားပါတယ်ဒီစကားက ယုံကြည်ခြင်းအပြင်ကေတင်တော်မူခြင်းသို့ရောက်သည်ဆိုတဲ့စကားနဲ့သဘောချင်းတူညီခြင်းရှိပါတယ်။ယုံကြည်မျိုးလင်းနေဆိုတာမမြင် မတွေ့မရာอยู่သေးတဲ့အရာမြင်မယ်တွေ့မယ်ရမယ်ဆိုပြီးယုံကြည်မျိုးလင်းနေခြင်းမျိုးဖြစ်တယ်နော်။ယုံဒီမမြင်သေးတဲ့အရာမတွေ့သေးတဲ့အရာမရာอยู่သေးတဲ့အရာတွေကိုနော် မြင်မယ်တွေ့မယ်ရမယ်ဆိုပြီးယုံကြည်မျှလင့်နေကြတာကို ပြောတာဖြစ်ပါတယ်တွေ့မြင်ပြီးရရှိပြီးတဲ့အရာကို တွေ့မြင်ရရှိပြီးတဲ့အရာကိုမျှလင့်နေစရာမလိုတော့ပါဘူးအနာကမှာမိမိတို့ပိုင်ဆိုင်ရယူမယ်ဘုံအတ္တိတို့ကိုယခုဘဝမှာမိမိတို့မျှလင့်တောင်းတနေကြရခြင်းဖြစ်ပါတယ်ဒါကြောင့်ရှင်ဘောလူက မြှို့လင်းသောအရာကိုတွေ့မြင်နေမြှို့လင်းเสียအကြောင်းမရှိတွေ့မြင်သောအရာကိုအဘေကြောင့်မြှို့လင်းရမည်နီဆိုပြီးတော့သူကနေခွန်ထုတ်ပြထားပါတယ်မြှို့လင်းခြင်းဆိုတာလက်ဆုပ်လက်ကန်ရထားခြင်းမရှိမီမြှို့လင်းကြခြင်းဖြစ်ပါတယ်ဘုရားသခင်ကတိတော်ကိုယုံကြည်ကိုးစားပြီးမြှို့လင်းကြခြင်းဖြစ်ပါတယ်ယုံကြည်သူတို့ဟာအဲ့ဒီမြှို့လင်းခြင်းကြောင့်ယခုဘဝမှာခံရတဲ့ ဒုက္ခဆင်းရဲကိုပြရနာမထပဲမျိုးလင်းတောင်းတနေကြရခြင်းဖြစ်ပါလေရောမခန်ကြီးရှိအငယ်25မှာတော့ထိုမျိုးလင်းခြင်းဟာယခုဘဝမှာတိခန့်ခြင်းစိတ်ကို ဖြစ်ပေါ်စေတဲ့အကြောင်း ပြောပြထားပါတယ်ဤလောကရဲ့ဒုက္ခဆင်းရဲကငါတို့ကိုမျိုးလင်းခြင်းစိတ်မပြောက်သွားစေနိုင်ဘူးဆိုတာကိုကျွန်တော်တို့သိရပါတယ်ဒုက္ခဆင်းရဲခြင်းများလေလေ မျောလင်းချင်းတာ၍ကြီးမားချင်းရှိလေလေဖြစ်စေပါれဆိုတော့ကိုအငေ25မှာပြောပြထားပါれเนาะငါတို့ဒီမတွဲမမြင်သောအရာကိုမျောလင်းရင်မူကထိုအရာကိုတိခံသောစိတ်နဲ့ငန်းလင်း၍နေကြ၏တဲ့ဒါမဲ့တိခံတယ်တိခံပြီးတော့ငန်းလင်းကြတာဖြစ်တယ်လို့ပြောပါれအဲ့နဲ့ကျွန်တော်အဆုံးပိုင်းဖြစ်တယ်ရောမအခန်းကြီး၈ အငွေ26 29နှစ်မှာကြတော့ဝိညာဉ်တို့ရဲ့အခန်းကဏ္ဍကိုသူကပြောပြထားပါတယ်။မာရုတွေဟာယုံကြည်သူများဖြစ်ကြပေမဲ့ဆင်းရဲခြင်းဒုက္ခဝေဒနာကြီးမလာတဲ့အခါမှာမခံမရနိုင်အောင်ဖြစ်ကြမယ်။မကြံစည်နိုင်အောင်ဖြစ်ကြမယ်။ဆိုတော့ကိုဖရာသခင်ကတည်တယ်။ဖရာသခင်ဟာငါတို့ရဲ့အားနည်းခြင်းအဖြစ်ကိုတည်တဲ့ဖရာသခင်ဖြစ်ပါတယ်။ဒါကြောင့် ငါတို့မတက်နိုင်တဲ့အမှုမှာဘုရားသခင်ရဲ့ဝိညာဉ်တော်ကမာစပေးမြေအကြောင်းပြောပြထားပါတယ်။တန်ဆင်းတော်ဝိညာဉ်တော်ဟာငါတို့နဲ့အတူချိန်မိုးပေးပြီးငါတို့ရဲ့ဥပစေစီယာဖြစ်တယ်ဆိုတာကငါတို့ကိုလမ်းပြပြီးမာစာကူညီပေးဖို့ဖြစ်ပါတယ်။ယုံကြည်သူများဘုရားသခင်ရဲ့အလိုတော်နဲ့အညီဆူတောင်းနိုင်ကြဖို့လေတုံတင်ပေးတယ်လို့ပြောပြပေးထားပါတယ်။ ်တန်ဆင်းသောဝိညာဉ်တော်ရဲ့မာစာပေးခြင်းတာမရှိဘူးဆိုရင်ငါတို့တရားယုံကြည်သူဖြစ်ကြပေမဲ့လောကရန်တရားကိုခံနိုင်ကြမှာမဟုတ်ပါဘူးထိုဝိညာဉ်တော်ကြောင့်သာဆင်းရဲဒုက္ခကိုတိခံနိုင်ကြပြီးတော့မျောလင်းခြင်းစနေနိုင်ကြစေဖြစ်တာဖြစ်ပါတယ်တန်ဆင်းသောဝိညာဉ်တော်ကဟာအနကဘုံအတီရတို့ကိုမျောလင်းတောင့်တတဲ့သူတို့ကိုမာစာပေးလျက်ရှိပါတယ် တန်ဆင်းသောဝိညာဉ်တော်ကငါတို့အထက်မှာကျင်းပေါ်ပေးခြင်းဆိုတာကငါတို့အားနည်းစဉ်အခါမှာမာစာပေးဖို့ဖြစ်ပါတယ်။အထက်ကြောင့်ဒီရောမခန်းကြီးရှေ့အငယ်၈နှစ်ကနေ၂၈ရက်တုံတင်ချက်ကိုအချုပ်ကိုကျွန်တော်ကြည့်ရမယ်ဆိုရင်နံပါတ်၁အနေနဲ့ကျွန်တော်ဘာတွေ့ရသလဲဆိုတော့ဒီနေ့ယုံကြည်တန်ဆင်းသူများမျိုးလင်းတောင်းတနေကြတဲ့အနာကမျိုးလင်းချက်ဟာ လောကစီစိမ်မျိုးမဟုတ်ပဲနဲ့တခင်ခရစ်တော်နဲ့အတူအမွေခံရမယ်ထာဝရဘုံအတ္တိတော်ကိုညှိုးလင်းနေကြခြင်းဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့နံပါတ်၁အနေနဲ့သိရပါတယ်။နောက်ပြဒီကျမ်းဘက်ကနေတွင်တင်ပေးတဲ့ဒုတိယချက်ကဘာလို့တွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီညှိုးလင်းခြင်းဟာယခုဘဝမှာတိခန့်ခြင်းစိတ်ကိုဖြစ်စေတယ်လို့ပြောပါတယ်။ မျောလင်းချက်တာမရှိဘူးဆိုရင်ကျွန်တော်တို့တိခဏနိုင်ကြမှာမဟုတ်ပါဘူးကျွန်တော်တို့တိခဏနိုင်ခြင်းဟာဆင်းရဲဒုက္ခကိုတိခဏနိုင်ခြင်းဟာဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အနာကမှာခံစားရမယ့်ဘုံအတ္တိတို့ကိုယုံကြည်ခြင်းမျက်စိနဲ့မြင်ထလို့ဖြစ်ပါတယ်ဒါကြောင့်တိခဏခြင်းစိတ်ဖြစ်စေတာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကျွန်တော်တို့ဘာကိုတွေ့ရလဲဆိုလို့ရှိရင်လောကရန်တရားကိုခံရပင်မဲ့စိတ်မပြဲဘဲနဲ့ အဆုံးတိုင်တိခန့်နိုင်စေတာဟာမိမိရဲ့အစွန်အစားခွန်အားကြောင့်မဟုတ်ပဲနဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့မာစာခြင်းကြောင့်ဖြစ်တယ်ဆိုတာကိုလည်းပဲကျွန်တော်တို့တွေ့ရပါတယ်။ဒါကြောင့်မလို့ဒီရောမအခန်းကြီး၈အငယ်ရှင်းတဲ့ကနေ29ကျမှာဖော်ပြထားတဲ့အရာကဒီလောကမှောင်မိုက်ကြားတဲ့မှာလောကရန်တရားเนาะ များကိုခါစီအောင်ခံစားနေကြတဲ့အချိန်ခါမှာယုံကြည်သူခရိယန်တွေဟာဘာကြောင့်တိခံပြီးတော့အဆုံးတန်အောင်တည်ကြည်နိုင်ကြသလဲဆိုလို့ဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ရဲ့မာစာချင်းကြောင့်ဖြစ်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်မာစာချင်းမရှိဘူးဆိုလို့ဆိုရင် ျွန်တော်တို့အနာကမှာခံစားရမယ်ဘုံအတ္တိတို့ကိုယုံကြည်ခြင်းမျက်စိနဲ့မြင်ရသည့်တိုင်ကျွန်တော်တို့ဟာတိခဏနိုင်ကြမှာမဟုတ်ပါဘူးဒါကြောင့်ဝိညာဉ်တို့ရဲ့မာစာချင်းကြောင့်သာလင်ကျွန်တော်တို့ဒီယနေ့အထိဒီကြည်နိုင်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရပါတယ်ဒီဆင်းလင်းခြင်းအပြင်ချင်းလင်းခြင်းကိုနားထောင်လေ့လာတဲ့သူတို့အပေါ်မှာ ဘုရားသခင်ကောင်းကြီးချပေးပါစေလို့ဆုတောင်းပေးရင်လည်းဒီနေ့ဆင်းလက်ချက်ကိုဒီမှာပဲနှိကုံချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်